မနေ့ကကျွန်တော်ကဘီနံပါတာဝကမြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးကိုဝင်ရှိနေတဲ့အမျိုးသမီးကိုမြန်မာနယောက်ကဓာတ်နဲ့ထိုးတက်လိုက်တယ်ဆိုတဲ့ဗီဒီယိုတင်တော့သူကလာရတာအများအပြင်းနဲ့မလေးရှားမှာစိုးနေတာချင်းနေပါတဲ့180လောက်ကစသည်မျိုးပါလေအဲ့တော့ကျွန်တော်အမြင်အရတော့ချင်းနေအဲ့လောက်ဆိုတာဟုတ်ဘူးဗျကျွန်တော်တို့မြန်မာဆိုင်ဖွင့်ခဲ့တဲ့ KTV ဖွင့်ခဲ့တဲ့အခါမှာချင်းနေဘီယာလာတော့တဲ့ဘူးရှိလေးဘူးရှိလေးတွေပေါ့ဒီကောင်နဲ့ပတ်စံလည်းမရှိဘူးချင်းနေပတ်စံလည်းမရှိကြဘူး အဲသူတို့ကလာလို့ရှိရင်၄ယောက်လောက်လာတယ်ပေါ့နော်၄ယောက်လာလို့ရှိလို့ရှိရင်သူတို့ကဗမာစကားပြောကြတယ်တယောက်နဲ့တယောက်စကားမတူတော့ပြောလို့မရအောင်ခဏနေလို့ရှိရင်ရံဖြစ်ကြတယ်ပဲတားလို့မရအောင်မလုပ်ပါနဲ့မလုပ်ပါကျွန်တော်တို့ကမလုပ်ပါနဲ့မလုပ်ပါနဲ့ host တော့မလုပ်ပါနဲ့ဆိုပြီးဝင်တားတယ်တားလို့မရအောင်ဟာကိုင်းတာကိုင်းကိုင်းတာဒါပေမဲ့သူတို့မှချစ်စရာကောင်းတဲ့အကွက်ကဘာလဲဆိုတော့ဒီကောင်တွေကရံဖြစ်တဲ့အခါမှာဒီကောင်လက်သီးပဲထိုးတာဓာတ်နဲ့မထိုးဘူးတုံးနဲ့မရိုက်ဘူးပလင်းနဲ့မရိုက်ဘူး အာသူတို့ကညီကိုစိတ်တက်လေးတွေပေါ့နော်လုံလုံကျူးကျူးမလုပ်ဘူးဆိုတဲ့သဘောမျိုးထိုးတာထိုးတာသူကစိတ်အာသာပြောင်းထိုးကြမျက်နှာတွေဖူးရောင်ကုန်ကြမနှက်ပြန်ကြလေကြောက်အဲ့ကောင်တွေပဲပြန်လာဟာကျွန်တော်အန်နေအန်နေအော်ကျွန်တော်တို့ဗမာတွေဆိုဒီလိုပဲဖြစ်ပါမယ်ဟိုရံဖြစ်တယ်ဆိုရင်ခုံနဲ့ကောက်ရိုက်တာပလင်းနဲ့ကောက်ရိုက်တာလက်သီးနဲ့ထိုးဟိုပေါ့ဓားနဲ့ထိုးတာပြီးလို့ရှိရင်တတလုံးမခေါ်တော့ဘူး ချင်းနေကြတော့သူကအဲ့စိတ်တက်လေးကအော်ជីကျူအော်မစိုးဘူးလို့ဒီကောင်လေးညီကိုစိတ်တက်ပေါ့နော်လုံလုံကျူးကျူးမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ချင်းနေမှာစင်းရဲတဲ့အကွက်တစ်ကွက်ရှိတယ်သူတို့စင်းရဲသွားစေတဲ့အကွက်ကအကွက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ချင်းမလေးတွေကအလုံးလုံးကြတယ်ဗျယောက်ျားလေးရတယ်ရောချင်းမတွေကအလုံးမလုံးတော့ချင်းမတွေကအလုံးမလုံးတာဒါချင်းယောက်ျားတွေကအလုံးမလုံးခိုင်းတာလားတော့မသိဘူးအဲ့ဒီမှာယောက်ျားရဲ့လာစာကိုမိသားစုကမိခိုပြီးစားကြတယ် ယောက်ျားရဲ့လစာကိုမိန်းမစားတယ်ကလေးတရားစားတယ်အဲ့ဒီရဲ့ရတဲ့လစာကိုအိမ်လာကပေးတယ်အဲ့ဒီရဲ့ရတဲ့လစာကိုယောက်ျားပြီးအောင်တောက်တယ်ဆိုတော့မိသားစုကနန်းလမ်းမထူနိုင်လားအဲကျွန်내ဗမာတွေကြတော့အဲ့လိုမဟုတ်ကျွန်내လူမျိုးတွေကြတော့မိန်းမရလာလို့ရှိရင်မိန်းမလည်းအလုပ်လုပ်တယ်ယောက်ျားလည်းအလုပ်လုပ်တယ်ဆိုတော့၂ယောက်အလုပ်လုပ်တယ်၂ယောက်အလုပ်လုပ်တော့လစာက၂ခုရတယ်၂ခုရတဲ့အခါမှာနည်းနည်းတစ်နှစ်လောက်နေလဲနေရောအရင်ကြီးရလာတော့ဟိုကျွန်တော်တို့တွေကအရင်ကြီးရလာတော့မြန်မာဆိုင်ဖွင့်တယ်ကားတွေဝယ်ကြတယ် ချင်းနေကြတော့ तू ကနန်းလန်မထူနိုင်တော့ဘူး तू တယောက်တည်းလာစားကိုမိမမိမနဲ့ခလေးတားစားမိမဘာလို့လုပ်လဲဆိုတော့ခလေးမွေးတဲ့လုပ်လုပ်တာသူတို့ရဲ့ရိုးရလာတော့မသိဘူးအများစုကပြပြရက်ွက်ထဲမှာကြီးလိုက်ဟာချင်းနေကကားစီးတဲ့ချင်းဆိုတာမရှိဘူးမြန်မာဆိုင်ပိုင်တဲ့ချင်းဆိုတာမရှိဘူးသူတို့ကပါဆိုစီးပွားရေးကနန်းလန်းမထူနိုင်တာအများစုပြောပြပြောပြတာပေါ့နော်အားလုံးတော့ပြောတာဟာပေါ့ ဂျန်တဲ့လူမျိုးတွေကြတော့ဘာသာယောက်ျားရောမိန်းမရောနှစ်ယောက်လှုပ်လို့တော့နှစ်ယောက်လာတာနဲ့တယောက်လာတာနဲ့ရှင်လုံးမရဘူးလေတယောက်တယောက်ထဲလာတာကိုမိသားစုကဝိုင်းခိုစားကြအဲ့ချိန်မှာမဲအဲ့ဒီယောက်ျားကဖျားတာတော့နာတာတော့ဆိုလို့ရှိရင်တိုင်ပတ်အဲ့ယောက်ျားအလုတ်ပြုတ်သွားရင်တိုင်ပချင်းနေအဲ့ဒါနဲ့လုံးလက်ချလေးလိုက်ပြီးတော့အဲ့မှလည်းသူကောင်တွေကစီးပွားရေးကြတာအများစုပဲပဲအားလုံးတော့မဟုတ်ပါဘူးနော်